Okay, အားလုံးပဲမင်္ဂလာပါ။ဒီနေ့ချက်ပီကီကအထူးထူးခြားခြားလေးပေါ့နော်။ဟို Foundation ကအဗန်ဂျာ team ကိုလည်းဖိတ်ထားတယ်။ဒီနေ့ဗီဒီယိုလိုရတဲ့ရည်ရွယ်ချက်ကပါလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့အင်္ဂါနေ့ကပေါ့နော်။သမ္မတ Donald Trump ကနေပြီးတော့မြန်မာကျောင်းသားတွေကို travel ban လုပ်တယ်။မြန်မာကျောင်းသားတွေလည်းမဟုတ်ဘူး B1 B2 လို့တခြားဟို non immigrant တွေလည်းပါတယ်။အဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ချက်ပီကီတို့ team ကနေပြီးတော့ meeting ခေါ်လိုက်တဲ့အခါမှာကျုပ်ဘာလုပ်ပေးနိုင်မလဲ Foundation team အနေနဲ့။ကျောင်းသားတွေအတွက်လည်း we feel bad about it ။ဒါပေမဲ့ စိတ်ထဲမှာဝမ်းနည်းနေုံနဲ့မပြီးဘူး emotion အတွက် space မရှိဘူးအဲ့အတွက်ကြောင့်မလို့ချက်ပြီးငါတို့ဘာ decision ချလိုက်လဲဆိုအလုံးအားပေးခြင်းနဲ့ဒီ video ကနေနောက်တစ်ခုကကြံတဲ့လက်ရှိမှာပေါ့နော်ဟိုတချို့ကလေးတွေအများကြီးပဲ message တွေရောက်လာကြတယ်ဟာလာ visa ရထားပြီးသားသူတွေလည်းရှိတယ်လို့ visa ဝင်မဲ့သူတွေလည်းရှိတယ်အဲ့အတွက် hotel တွေ book လုပ်ထားတဲ့သူတွေလည်းရှိတယ်တခြားနိုင်ငံတွေမှာဖြစ်ဖို့ဒါပေမဲ့အကောင်လုံးကနည်းနည်း loss ဖြစ်တော့လာမေးတဲ့သူတွေကများတယ်ဒါပေမဲ့ချက်ပြီးငါတို့ကဘယ်လမ်းကြောင့်ဘယ်လမ်းကြောင့်ဘယ်လမ်းကြောင့်လောက်ပါလို့ချက်ချင်းမပြောချင်ဘူးအဲ့အတွက်ကြောင့်မလို့အရင်ဆုံးအားပေးခြင်းနဲ့အဲ့ team တစ်ခုလုံးအနေနဲ့လာပြီးတော့ ျမ်းသားတွေအားပေးခြင်းလို့ဒီဗီဒီယိုလုပ်ရတဲ့အကြံဖြစ်တယ်။အဲ့တော့ကို US ကိုသွားဖို့စဉ်းစားနေတယ် US dream ကြီးရှိရတယ်။ဒါပေမဲ့အခုလုံးလုံးစေဘာလို့မှမသိဆိုရင်ဒီဗီဒီယိုလေးရနေအားတစ်ခုလည်းရမယ် information လည်းရမယ်လို့ပြောလဲလို့ဒီဗီဒီယိုအဆုံးထိကြည့်ပြီးလည်း request လုပ်ပါတယ်။အဲ့တော့စလိုက်ကြမယ်နော်။ဘယ်နေဆောင်လဲဆိုလို့ရှိရင်အခု US ကဒါဆိုလို့ရှိရင်သူ့ရဲ့ဟိုပေါ့နော် presidency မှာဒီဒီအနည်းဆုံးတော့၄နှစ်လောက်တော့သွားမယ်။ဒါမှမဟုတ်လို့ရှိရင်တစ်နှစ်အနေနဲ့မှလည်းတချို့ဟာတွေကပြောင်းလဲကောင်းပြောင်းလဲနိုင်တယ်။သူအများနဲ့ပြောင်းလဲနေရဆိုတော့အဲ့ချေရောကဟို လေးနှစ်ပြီးတော့မှတမနာပြောင်းသွားတဲ့အခါမှာလည်းနောက်ထပ် rules အစ်စ်တွေထွက်လာလို့ဒါကြီးကလည်းရှုပ်သိမ်းသွားတာမျိုးလေးဖြစ်နေတယ်အဲ့တော့အလုံးကလက်မလျှော့ပါနဲ့ဒါပေမဲ့အခုလုံးလုံးစင်မသွားလို့လို့မရတော့ဘူးမရတော့ချက်ပင်ကလေးဘာတွေစဉ်းစားကြမလဲမိဘတွေအနေနဲ့ចောင်းသားတွေအနေနဲ့ဟိုဘယ်လိုပြမလဲဟိုကိုကဝမ်းနေတယ်ဟုတ်တယ်ဒါပေမဲ့လက်တွေ့ကြကြပဲ ကိုယ်လက်ရှိအခြေအနေကိုကိုပြန်သုံးသပ်တဲ့ ਨੇ ပထမဆုံးအနေနဲ့ပေါ့နော်ပထမဆုံးအနေနဲ့ပြန်ပြီးတော့သုံးသပ်တဲ့ ਨੇ အဲ့ဒါဘာလဲဆိုလို့ရှင်ငါရှိမှာဘာတွေရှိပြီးသားလဲဥမာအပိုင်းခွဲပြီးပြောရလို့ရှင်တချို့ကသွားဖို့လုံးဝ ready ဖြစ်နေတဲ့အနေအထားမှာရှိရဗီဇာတော့မဝင်ရသေးဘူးဟာဒါမှမဟုတ်လို့ရှင်တချို့ကကြတော့လဲ financial restriction တွေရှိတဲ့ចောင်းသားတွေလည်းရှိတယ်ဒါမှမဟုတ်လို့ရှင်ချက်ချင်းထွက်လို့မရဘူးမိဘအနေနဲ့တူတူနေနေရသေးတယ်ပြင်ဆင်နေတော့တချို့ဒီ education background တွေဖြည့်လို့မပြည့်သေးတဲ့ចောင်းသားတွေလည်းရှိတာပေါ့မှာဘူတီပြီးအပိုင်းလေးနည်းနည်းခွဲပြီးတော့တတ်တတ်ကလေးဒီကနေပြီးတော့ပြပြသွားမယ် ဲ့တော့ဒီဒီ page နဲ့အကျွမ်းတဝင်ဖြစ်နေတဲ့ lucky avengers ဒီကိုပြီးလို့အပိုင်းခွဲပြုတ်ဖို့ဒိုင်းမွန်ကနေစလိုက်မယ်အဲ့တော့ចောင်းသားတွေဒီရက်ထက်မှလာမေးကြတယ်အရင်အဲ့တော့တမီးအနေနဲ့ကចောင်းသားတချို့တွေလည်းအတွေ့အကြုံတချို့တမီးနည်းနည်းလေးမေးခွန်းတွေရှိရယ်ဆိုရင်ဒီကနေ့တခါလေးမေးသွားကျန်တဲ့ចောင်းသားတွေနားထောင်ရင်းနဲ့လည်းစဉ်းစားလို့ရအောင်လို့အဲ့တော့တမီးမှာမေးခွန်းရှိရှင် ဟုတ်ကဲ့ရှင်ဟုတ်အခုပေါ်တော့ US ကလည်းဒီလို travel ban တည်င်းနေလဲထွက်လာတယ်ပြီးတော့အခုဒီ study abroad လုပ်ချင်တဲ့နိုင်ငံတွေမှာ US မှာ US ဆိုတဲ့ចောင်းသားတွေကအများကြီးရှိတယ်ပေါ့နော်အခုဒီ viber inquiry မှာတွေရောဒီ messenger inquiry မှာတွေရောဒါမြင်ရတဲ့အတိုင်းဆိုရင်ပေါ့နော်ဟိုအဲ့ဒါကြောင့်မို့လို့ဟိုတချို့အနေနဲ့ပေါ့နော်ဘယ်ဖက်သွေးနဲ့တွားဖို့အကြံပေးခြင်းလဲဆိုတာကိုပြောပြလို့ရမလားရှင် Okay no problem အဲ့တော့อืมဟုတ်တယ်အဲ့ဒါတော့ဟိုတတိပြောမှမဟုတ်ဘူး တကယ်ကြီးအဲ့လိုမျိုးလေ US မှာ US သွားချင်နေတဲ့ကြောင်းသားတွေရှိတယ်အခု recently မှာပဲဟို Champion League ရှိမှာလေပေါ့နော် English မှာ Duolingo တွေ train ကြတယ်ဖြေကြတယ် recently ရထားလို့ပဲကျောင်းနေလျှောက်ဖို့တွေလာအပ်နေတဲ့အခြေမျိုးလေးဖြစ်တော့လေတကယ်ကြီးစိတ်မကောင်းအကလေးတွေအတွက်ဒါပေမဲ့တခြားနိုင်ငံလျှောက်ဖို့အကြံပေးတော့လေမဟုတ်ဘူး US ပဲသွားချင်တာဟိုဘက်မှာအမျိုးတွေရှိတယ်မိသားစုတွေရှိတယ်ဆိုတဲ့ကလေးမျိုးတွေရှိတယ်အဲသူတို့ကတော့လုံးဝနင်းနေလေးဟို ready ဖြစ်နေတဲ့အနေအထားမျိုးမှာရှိတယ်ဒါပေမဲ့လေအကြံပေးချင်တာပေါ့နော်ဟိုကိုယ်တွေဘာမှလူမျိုးတွေဟို လိုချင်လို့ဒီလိုလောက fully ကို restrict လုပ်လိုက်တဲ့တိုင်းကြီးကိုလောလောဆယ်ကသူတို့က welcome မလုပ်နိုင်တဲ့အတွက်ကြောင့်လို့ချန်ပီယံကတော့လောလောဆယ်သွားလို့လည်းမရအောင်အဲ့အတွက်ကိုလုံးလုံးကြီးရက်ထားပြီးတော့ဓာကြီးကိုထိုင်ဆောင်နေမဲ့အတူတူတခြား pathway တွေဥပမာဆိုလို့ရှိရင်တခြားနိုင်ငံတနိုင်ငံကမှာကြောင်းသွားတက်တည်တော့လကောင်းအဲ့ဒါပေမဲ့တခြားနိုင်ငံမှာကြောင်းတက်ပြီးမှဗမာအနေနဲ့ပြန်သွားလဲဒီ passport နဲ့သူတို့ကိုရီကိုပြန်ပြီးတော့ဟို restrict လုပ်မယ်မလုပ်ဆိုတာပြောလို့မရအောင်လीเนาะဟို travel ban မလုပ်ဘူးဒါပေမဲ့ အဲ့တော့အကောင်းဆုံးနည်းကိုအကျံပေးရရင်တော့လက်တလုံးကဟိုပါပေါ့ PR pathway တစ်ခုနဲ့သွားရင်ရောမကောင်းဘူးလားဥပမာဆိုလို့ရှိရင်အရှေ့ရဲ့ဒီမှာဆိုချင်ပင်ကြီးကြီးညာခဲ့တယ်လေဟာ Australia မှာဟာ regional offer ရှိတယ် regional offers ရ491 visa တော့ဘာလို့လို့မျိုး PR ရနိုင်တဲ့နိုင်ငံတစ်ခုခုဥပမာ Australia လား Canada လားတစ်ခုခုကိုကကြောင်းတက်တက်ရင်းနဲ့ဟာဒါမှမဟုတ်လို့ရှိရင်လဲစဉ်းစားပြီးတော့မှ တေချာလေးအလုပ်တွေလျှောက်တာပေါ့နော်ကိုကိုကိုရဲ့ဟိုကိုရှိမှရှိပြီးသားဟာနဲ့ချိန်ပြီးစဉ်းစားဖို့နော်တရရတွေတော့ပြောရတာမဟုတ်ဘူး idea ရဖို့လောက်ပဲဒီကပြောရဆိုတော့လေအဲ့တော့ကိုကနေပြီးတော့မှအဲ PR ရနိုင်မဲ့နိုင်ငံတနိုင်ငံကောင်သွားမယ်၃၅နှစ်ပေါ့နော် PR ရနိုင်တဲ့နေရာမျိုးကိုသွားမယ်သွားပြီးတော့ကိုပြင်သစ်တာတွေကိုပြင်ထားမယ် work experience လာအဲ့နောက်ပြီးတော့ကိုက PR ရလို့ citizenship ရတယ်ဥပမာ for example ပေါ့ဟာလာအော်စတြီးယားတို့ဂျာမနီတို့လိုမျိုးဘက်တွေပဲထားလိုက်ပါတော့အဲ့နေရာတွေမှာ ည်းနည်းလေးကိုကသွားနေနေပြီးတော့အလုံးလုံးကြောက်တတ်မယ်ဆိုလဲတက်ပေါ့အလုံးလုံးအဲ့ဒါနေပြီးသွားတော့မှ US ကိုပြန်ရွှေ့လို့တော့မရဘူးလားဆိုတော့ရတာပဲအဒါတော့နည်းနည်းဟိုဝေးတော့ဝေးနေသေးတယ်ပေါ့နော်ဒီလိုအကြံပေးလိုက်ရတာဒါပေမဲ့ဒါလည်းစဉ်းစားသင့်တဲ့ plan ထဲမှာပါတယ်လို့တော့ချဲတော့ရုပ်နေအဲ့တော့ကြောက်မလို့အဲ့ဒါလည်းအကြံပေးချင်တယ်အဲ New Zealand ပဲဖြစ်ဖြစ် Canada ပဲဖြစ်ဖြစ် Australia ပဲဖြစ်ဖြစ် or ရှင်ပြင်ကြီးအခုလုပ်နေတဲ့ Germany တို့ Austria တို့ဆိုလို့ရှိရင်လည်းအဲ့ pathway တွေရှိရယ် Ireland ဆိုလည်းရှိရပဲဒါပေမဲ့ PR citizen တွေကိုဒီပဲလက်ကြည့်လို့မရဘူးဒါပေးတယ်ဒါကိုသွားကြမယ်လို့လုပ်လို့တော့မရဘူးဒါပေမဲ့အဲ့နိုင်ငံရဲ့သူတို့ရဲ့ policy တွေဘာတွေပြောင်းလဲနေလဲ ဘာတွေပြင်ဆင်ဖို့တွေလိုလဲအဲ့ဒါတွေနိုင်ငံရဲ့ဘာသာစကားတွေကိုကိုယ်ကပြင်ဆင်ရမှာလားနောက်ပြီးသူ့ရဲ့ safety တွေအစပေါ့နော်အဲနောက်ပြီးတဲ့အခါကျလို့ရှိရင်ဒါတွေအားလုံး budget အားလုံးကိုတရားစဉ်းစားပြီးမှတော့သွားစီချင်တယ်နောက်ပြီး PR ပေးတယ် citizen ပေးတယ်ဆိုပေမဲ့ဟိုမှာအလုပ်ကင်ခွင့်လန်းရောကောင်းလားဆိုတာလည်းတရားစဉ်းစားဖို့လိုတယ်ဒီ financial ကလူတိုင်းအတွက်ကအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်ဟုတ်လို့ဟိုဘက်မှာအလုပ်ရမှာလားအလုပ်ကောပေါ်ရလားအဲ့ဒါတွေအများကြီးစဉ်းစားရမယ်အဲ့တော့ခုနကပြောတဲ့ checklist တွေစဉ်းစားပြီးတော့မှ သွားတဲ့နယ်လို့တော့ထင်တယ်အဲ့ဒါတော့နည်းနည်းအဝေးကြီးတော့လူသေးတယ်ပေါ့နော်ဟိုဒါပေမဲ့ဘသူ့မှာစိတ်ဓာတ်မချစီချင်ဘူးအဲ့တော့အဲ့အဲ့အဲ့ဟာလေးအကြံပေးချင်တယ်နောက်ပြီးတော့နောက်ပြီးတော့ဘာဘာဟိုအဖြစ်အောင်မလဲဘာလဲစိတ်ချဟို ညီမတခုမေးချင်တာလေးကကြတော့လေအခုဒီတချို့ကလေးတွေကတော့ US မှာ US မို့လို့ခုနညီမလေး diamond ပြောသွားတယ် damage တာရဲ့အတိုင်းပဲပေါ့နော်အဲသူတို့တော်တော်အဖြေလေးရရသွားပြီဆိုတော့လေအော်ဆိုတော့နောက်တစ်နောက်တစ်ခုကကြတော့တော့ကလေးတော်တော်များများကသူတို့က work class education ကိုရချင်လို့ US ကိုတော့ရွှေ့လိုက်တယ်ဒါပေမဲ့သူတို့အနေနဲ့တခြားနိုင်ငံဆိုလို့ရှိရင်လည်းအဆင်ပြေတယ်ပေါ့နော်သူတို့ budget အရကလည်းဟိုကိုယ့်ရဲ့ဒီ family ကထောက်ပံ့ပေးနိုင်တဲ့အနေအထားမှာရှိတယ်သူတို့ကိုယ်တိုင်ကလည်းခြားနိုင်ငံဆိုရင်လည်းအဆင်ပြေရဆိုလို့ရှိရင်ရောတခြားဟိုဖယ်နိုင်ငံလေးတွေက ာပေါ့နော်သူတို့အတွက်ဒီ opportunity ရောအာဒီ education အရာရောပေါ့နော်ဒီပိုကောင်းတဲ့နိုင်ငံလေးတွေဖြစ်မလဲပေါ့နော်ရှင်အဲ့တော့အဲ့လိုမျိုးနိုင်ငံလေးတွေလည်းတစ်ချက်တစ်ချက်အနေနဲ့အကြံပေးပြပါအောင်ရှင် okay အဲ့ဆိုရင်တော့အခုကတော့ဒါမိဘကလည်းထောက်ပံ့နိုင်တယ်။ကိုကလည်း US အပြင်တခြား option တွေကိုစိတ်ဝင်စားရတယ်ဆိုလို့ရှိရင်တော့ Europe ဘက်ကိုစဉ်းစားစီချင်တယ်။ Europe ဘက်လည်းခုနကပြောသလိုပဲကိုရဲ့မိဘရဲ့ budget က Finland ကိုလွှတ်ပြီးနိုင်လာတာ။ public university တွေကိုတက်ဖို့အတွက်ပဲအဆင်ပြေတာလား public university တွေတက်မယ်ဆိုရင်ယူရိုပါမှာဆိုလို့ရှိရင်ချက်ပင်းဒီနံပါတ်1ပြောချင်တာဂျာမနီဂျာမနီကိုဝင်လို့မရရင်ချက်ပင်းလို့အရှိမှတော့ Austria ဘက်တွေလို့တယ်ဒါတော့ဟိုကြော်ညာနေတာမဟုတ်ဘူးနော်ကိုကြိုက်တဲ့ဟို European countries တွေကိုရွေးလို့ရတယ်ဒါပေမဲ့အဲ့ထဲမှာမှာကိုကဟာဟိုဘောနော်ပညာရေးနဲ့ပတ်သက်ပြီးကောင်းရမယ် economy နဲ့ပတ်သက်ပြီးတော့တကယ်ကို top 5ထဲမှာပါတာလား top 10ထဲမှာပါတာလားအလောက်ကန်ခွင့်လိုက်အောင်မလို့လေအများကြီးပဲအဲ့တော့ အဲ့လိုမျိုးဟို changes တွေကိုလုပ်နိုင်တယ်ဆိုလို့ရှိရင်လည်း why not အဲ့ဒါတွေကိုထည့်ပြီးစဉ်းစားတယ်အဲ့ဂျပင်ရဲ့အကြံပေးချက်တာအခုချိန်မှာဂျပင်တွေကဟိုဘာတွေ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 လုပ်ပါလို့ပြောမဲ့အစားဒီကနေပြီးတော့အကြံပေးတဲ့အဆင့်ပဲရှိသေးတယ်လိုက်လို့တော့မလုပ်တာတော့မိဘနဲ့သားသမီးနဲ့ရတော့ဟာလာတေချာတော့တူတူတော့စဉ်းစားတင်တယ်ပေါ့နော်အဲ့တော့ဟာမိဘကတော့ပတ်စံဘယ်လောက်ထုတ်ပါဟာဘယ်လောက်ပဲထုတ်နိုင်တဲ့အတွက်ကြောင့်မလို့ public university ကိုပြင်ဆင်ကြမှာလား scholarship တွေကိုပြင်ဆင်ကြမှာလားဒါတွေကစဉ်းစားဖို့လိုတယ်အဲ့တခုပေါ့နော်ဗမာပြည်မှာဆိုရင်တချို့ နိုင်ငံအကြောင်းသားတွေလည်းရှင်းလန်းလို့ရှင်ဗမာပြည်အကြောင်းသားတွေလည်းနည်းနည်း restriction ကများတယ် electricity လားဟာဒါမှမဟုတ်ရှင် internet လားဘာမှဟိုကိုမရှိတာကိုစဉ်းစားမဲ့အစားရှိတာလေးနဲ့ဘယ်လိုပြင်လို့ရမလဲဆိုတာကိုစဉ်းစားစီချင်တာပေါ့နော်အဲ့တော့ကြမလို့ကိုမှ limited resources တွေဖြစ်နေရဲဆိုရင်တော့မှပဲ internet လေးကိုကြီးရတဲ့အချိန်မှာ research တွေလုပ်စီချင်တယ်အဲ့တော့အဓိကဟို journaling လုပ်စီချင်တာ cyberneck bobbin လေးနဲ့ပေါ့နော်ငါ့ရှိမှာတော့မီးရတော့ဘယ်ချိန်မှလာမှ internet ကတော့ဘယ်ချိန်နေမှအဆင်ပြေနိုင်လောက်မှာဆိုအဲ့အချိန်မှာ ကိုဘာလုပ်မလဲဆိုတော့ချက်ချင်းချပြီးတော့ write down လုပ်စီခြင်းတယ်အဲ့မိဘတတ်နိုင်လဲဆိုရင်တော့အတိုင်းထက်လောက်ပါเนาะတချို့တွေကကြာတော့အဲ့လိုမျိုးမရှိရမျိုးအဆင်မပြေတာမျိုးနေဘက်ကမျိုးဆိုလို့ရှိရင်လဲအဲ့ဒါမျိုး write down ကိုကနိုင်ငံတွေကိုချရေးလိုက်တယ်အဲ့တော့တမီးကဘယ်နိုင်ငံတွေကို recommend လုပ်လဲဆိုတော့ပညာရေးနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်အခုအသွားများကြတာကိုထားလိုက်ပါတော့အဲမလေးရှားသွားပါလားအဲထားလိုက်ပါထိုင်ဝမ်ထိုင်ဝမ်ဆိုလည်းခြေသဘောကြတယ်ပေါ့နော်ထိုင်ဝမ်ဆိုလည်းအဲ့ဒီမှာတကယ်ဟို top universities တွေရှိတယ်နောက်ပြီးတော့ Thai ပေါ့နော်ဟို Thailand စဉ်းစားလို့ရတယ် Singapore စဉ်းစားလို့ရတယ်အိပတ်တွေပေါ့ခုနယူရိုအပြင်ပေါ့အဲ့အိပတ်ကလေးတွေပေါ့ကျွန်တဲ့ Asian countries တွေကိုတော့တိတ်တော့ recommend တော့မလုပ်တာတော့မဟုတ်ကိုကိုအထွာနဲ့ကိုပေါ့နော်ကိုစိတ်ဝင်စားတဲ့ဆိုတခြား Vietnam လို့ Philippines တို့တချို့လုပ်တဲ့သူတွေလည်းရှိတယ်စဉ်းစားလို့ရတယ်ဒါပေမဲ့တကယ်တမ်းကိုရဲ့ pathway ကဒီတနေရာမှာလည်းအဆုံးသတ်သွားမှာမဟုတ်ဘူးအဲ့ကိုသွားတက်မဲ့ကြောင်းကရောဘာတွေချိန်ထားတာလဲကိုသွားတက်မဲ့ကြောင်းကဆက်ဆံမရရဲ့ quality ကရော website တွေကိုသိချခွင့်ကြည့် အဲ့ဒါကြောင့်မို့လို့ကိုကတခုခုဆိုလို့ရှိရင်ချမှတ်စီကျင်တာโอเคငါသွားကျင်တာတော့ယူလို့ဒါပေမဲ့ယူလို့ကိုအခုချိန်မှာဟိုကမဖြစ်နိုင်သေးဘူးသွားလို့မရသေးဘူးဆိုလို့ရှိရင်ငါဘယ်နိုင်ငံတွေကိုသွားမလဲနံပါတ်1ငါဘာ research လုပ်မှာလဲအဲ့တော့ အဓိကပါလဲဆိုရင် long term ကိုတွေးပြီးတော့မှအခုလောလောဆယ်တနေရာကိုအရင်ရွေးစေချင်တယ်အဲ့ဒါထိုင်းရွေးမှလားမလေးရှားရွေးမှလား safety ရောဘယ်လိုလဲအဲ့ဒါတွေကိုစဉ်းစားအခုနပြောတဲ့နိုင်ငံတွေကိုစဉ်းစားပြီးသွားလို့ရှိရင် organize အရင်လုပ်လိုက်နိုင်ငံတွေအရင်များတယ်သွားစီရတယ်နော်ဒီ market ထဲမှာလည်း agent တွေအများကြီးရှိတယ်ကြော်ညာနေရရင်လည်းဒီရက်ထဲမှာအများကြီးရှိတယ်ပေါ့အဲ့အဲ့ထဲကနေမှနိုင်ငံကိုတေချာ research လုပ်ပြီးပြန်ရွေးထုတ်နိုင်ငံတွေကိုချရင်ပြီးသွားရင် organize လုပ်လိုက်လုပ်ပြီးွားပြီးဆိုစပြီး plan လုပ်ရတော့မယ်မိဘတွေနဲ့ဆွေးနွေးရတော့မယ်ပေါ့အဲ့ဒါမျိုးတွေတော့ရှိအဲ့ခုနပြောတဲ့နိုင်ငံလေးတွေစင်ကာပူဆိုလည်းဟိုဘယ်လိုပြောမလဲကျောင်းမိုးတွေကတော့ဟိုကဘယ်လိုပြောမလဲနေရာရတယ်ဒါပေမဲ့သူလည်း passway ကောင်းတယ်မလေးရှားဆိုလည်းမလေးရှားပေါ့လို့ဒါပေမဲ့နိုင်ငံရဲ့ policy ကိုလေ့လာဖို့ကတော့လိုတယ်ပေါ့အဲ့တော့ထပ်ပြောချင်တာကတချို့ကဟို okay ပတ်စံတက်နိုင်တယ်ဒါပေမဲ့ US မှာလည်း US ဖြစ်တယ် ဆိုလို့ရှိရင်တော့လေခုနပြောသလိုပဲတခြား pathway တွေရှိတယ်ကိုယ့်ရဲ့ဒီ PR pathway တွေအဲ့ဒီကနေမှ citizenship တွေဘယ်လိုသွားမလဲဒါတွေစဉ်းစားသင့်တယ်ပေါ့နော်အဲ့တော့အမ်နောက်တစ်ခုကပေါ့နော်အတခါလေတစ်ဆက်တည်းပြောချင်တာနဲ့ဒီနေနေတဲ့အချိန်မှာအခုက okay မိသားစု background တောင်းတယ်ဒါပေမဲ့ကိုယ့်ရဲ့မိသားစု background ဘယ်လောက်တောင်းတော့ကိုယ့်ရဲ့ education က qualify ဖြစ်ဖို့ကလည်းလိုသေးတယ်အဲ့အတွက်ပြင်ဆင်ဖို့လည်းမမေ့ပါနဲ့လို့ကို့မှာကဟိုကိုယ့်ရဲ့အုံနောက်ကဟိုကြီးတာလားအုံနောက်ကကြီးတာလားဆိုတော့ကိုကတိတ်ပြီးတော့ဉာဏ်ပညာတိတ်ကောင်းနေတာလား တိတ်ပြီးတော့အချိန်သုံးစရာမလိုဘူးဒီလိုညံကောင်းတဲ့သူတွေကအဲ့လိုလူမျိုးတွေကလည်း scholarship တွေကိုလည်းရှောက်ဖို့ကိုလည်းထည့်စင်စားတင်တယ်လို့တော့ထင်တယ်။ငါဘယ်နိုင်ငံ scholarship ရှောက်မှလဲ Japanese scholarship ရှောက်မှလား Australian scholarship award တွေလောက်မှလားအဲ့ဒါမို့ Thai ဘက်ကိုလာမှလား Chinese dream လား scholarship တွေအများကြီးယူရောပမှာဆိုလည်းအများကြီးပဲ Don't just forget the scholarship pathway. A scholarship တွေပြင်ဆင်ထားလူတယောက်က3-4နှစ်အတွင်းမှလည်းအများကြီးကြောင်းလဲနိုင်တယ် အဲ့တို့ကြောင့်မို့လို့သုံးလိမ့်မယ်ဆိုတာမှအချိန်ကများနေသေးတယ်။ကိုယ့်ဘက်ကိုသေချာအချိန်တွေကိုပိုင်းခြားလိုက်ရင် options တွေဆိုတာလေလူပေါ်မှာအများကြီးပဲ။အဲ့ options တွေကဟိုသေချာလေးကိုစဉ်းစားလို့ရှင်။အော်ငါ့မှာ US တနိုင်ငံနဲ့ရှိရမှာမဟုတ်ဘူး။ငါ့မှာတခြား options တွေရှိရဆိုတာမျိုးခေါင်းထဲထည့်ပြီးစဉ်းစားနေချင်တာ။အော်ရှင်စီအများကြီးရှိရဆိုရင်နိုင်ငံတွေရွေးလို့ရမယ်ဒါပေမဲ့ကိုကစာညံ့တဲ့လူလားစာတော်တဲ့လူလားစာညံ့တဲ့သူဆိုလို့ရှိရင်သူများထက်ပိုပြီးဝီရိယစိုက်ထုတ်ရမယ်အချိန်လေးစိုက်ထုတ်ရမယ် resource တွေရှာရမယ်ကိုကကုညီပေးမဲ့တငယ်ချင်းတွေရှိလား မေးတင်တာတွေကိုစဉ်းစားတင်တာပြပြတာပေါ့နော်အဲ့တော့ scholarship လည်းမမေ့ထားသင့်ဘူးစာတော်တဲ့သူကစာတော်တဲ့အနေအောက်သူ့အနေနဲ့သူစဉ်းစားလို့ရတယ်လို့စာညံ့တယ် resource တွေကလည်းနည်းတယ်ဘာမှပြမနေရတာလည်းဘလို့ဖြစ်တယ်ပါလဲဆိုတာ reasons တွေပေါ့နော်အဲ့တော့ကိုကတေချာလက်တွေ့ကြကြလေးပြင်ဆင်ချင်တယ်အဲ့တော့အဲနောက်ဆုံးမိမိသိဘက်ကောဘာဟုတ်ဖြစ်လဲအော်နောက်တစ်ခုနေနေရကြပေါ့နော်ချေခုနချေပြောသွားလို့မြန်မာအကြောင်းလိုက်ရကြတော့ဒီ situation တွေလည်းနိုင် ပြီးတော့ခုနအမနဲ့ဒီနေဝါဒါ financially ဒီ background တောင်းနေတွေပေါ့နော်အခုတမျိုး page မှာတချို့လာမိကြတဲ့အကြောင်းသားတွေရှိရပါသူတို့အနေနဲ့က financial limit ဖြစ်တယ်သူတို့ budget ကထောက်ပံ့နိုင်ဖို့ limit ဖြစ်တယ်ပေါ့နော်အခု US ကလည်းဒီလိုအခြေအနေဖြစ်သွားတယ်ဆိုတော့သူတို့ကအခွင့်အရေးကဟိုဘယ်လိုပဲပြောပြောညော့သွားတယ်လို့ပြောရမှာပေါ့နော်အဲ့လိုဆိုတော့ဒီသူတို့အနေနဲ့ရောအခုလက်ရှိအခြေအနေမှာဘာကြီးပြင်ဆင်ထားတဲ့လဲပေါ့အဲ့ဒါလေးပြောပြပြလို့ရမလားရှင်ရှင်โอเคတွင်အဲ့တော့ခုနကပြောတဲ့နေရာမှာ scholarship တွေပါတယ် scholarship အတွက်ကတော့မင်းမရှိဘူး internet မရှိဘူးရေးမရှိဘူးလို့ပြောလို့တော့မရဘူးဟုတ်လားဟိုအမှန်တော့ scholarship တွေက merit based ညားတယ်ကွာကျွန်တော်တို့ fungish fungish မှာ solution လေးရှိပြီးတော့နေပြီးတော့မှအာဒီ CSR ကြီးလုပ်တယ်ရွေးကြတယ်ဟုတ်တယ်မလားဘောနော်ဆိုတော့ fungish ကနေပြီးတော့လည်းလာမေးလို့ရတယ်ကျွန်내ကြိုက်တဲ့နေရာနေကိုယ့်အကူစုံစမ်းပြီးမေးလို့ရတယ် scholarship ကတော့တကယ်ကြီးအဲ့လို financial restriction တခုရှိရဆိုရင် scholarship ကထည့်ကိုစဉ်းစားတင်တယ်ဒါတွေကဟိုထားလိုက်ပါတော့ဂျပန်ကိုသွားမှလားဩစတြေးလျသွားမှလားကနေဒါလားအဲတကယ်ကြီးဒါမှမဟုတ်လို့ရှိရင် UK ပဲလား scholarship တွေရှိတယ်မှလားအဲ့ဒါတွေကိုလိုက်ပြီးရှာတင်တယ် အခုချိန်မှာဆိုရင် internet ကမှ ChatGPT ဆိုအရန်သုံးရတယ်မှာ ChatGPT ပဲတခြားဟာတွေလည်းရှိတယ်အဲ့မှာလိုက်ရှာတဲ့နော်နောက်တစ်ခုကနောက်တစ်ခေါက်ထပ်ပြောချင်တာက Funglish မှာမလုပ်တဲ့နိုင်ငံတွေအများကြီးရှိတယ်ဟို study abroad လုပ်ဖို့အတွက် Funglish ကနိုင်ငံကတကယ်ကို limited ဖြစ်တဲ့နိုင်ငံတွေလုပ်တယ်ဟာလားကိုယ်နေတခြားကောင်းမင်ထင်တဲ့ဟာတွေပဲလုပ်တာတည်တန်ဒါပေမဲ့မေးချင်တယ်ဆိုအခုနောက်ပိုင်းလည်းလာမေးကြတယ်စင်ကာပူတွေလည်းလာမေးကြတယ်ဂျပန်တွေလည်းလာမေးကြတယ်လာမေးပါ ဟိုချက်ပင်ကြီးကတော့ဒါနဲ့ပတ်သက်ပြီးတော့လုံနေတဲ့သူအတွေ့အကြုံရှိတဲ့သူဆိုတော့ချက်ချင်းပဲမင်းချက်ချင်းပဲ research လုပ်ပြီးတခါလဲပြောပြခဲ့တာတွေလည်းရှိတယ်ဒီ reselling ပါပဲเนาะအဲ့ခါကျတော့ scholarship ကိုအဓိကစဉ်းစားကြည့်တယ် scholarship ကလည်းဟာမသိဘူးဘာလို့ရှိမှလည်းမသိဘူးဆိုရင်လေ Facebook မှာပဲ scholarship in Japan လာပါညာအဲ့လိုမျိုးရိုက်ရှာလိုက်တယ်လာနည်းနည်းအဲ့လိုအထိမခက်ခဲဘူးပေါ့เนาะကိုလည်းလိုချင်တယ်ဆိုရင်နောက်တစ်ခါကျတော့ကိုက ဟိုဝန်းစာဖြည့်တာပေါ့အခု US ကိုစောင့်နေရင်းနဲ့ငုတ်လုပ်ထိုင်စောင့်နေမဲ့အစားဘာပွဲတွေယူထားလို့ရတယ်လဲဘာလဲဒီပလိုမာယူမှာလား bachelor's လား master's လားတခုခုစဉ်းစားတယ်နောက်ကိုက skill တွေဖြည့်ဖို့လဲလို့လဲ skill ဆိုတာဥပမာလေတချို့က certification ဆိုတာယူပဲပယ်မဲပြီးလိုက်နေရ certification ဆိုတာတချို့တွေကလေပတ်စံပြီးပြီးဝယ်လို့တောင်ရတယ်เนาะဂျင်းပေါင်း16000အများကြီးရှိတယ်ဒါပေမဲ့ shipping ရဲ့ certificate ထပ်ဆာလို့ရှိရင်လူတယောက်ရဲ့အရေးချင်းကကို inner self မှာပဲရှိရကိုကိုကို self center ထားပြီးတော့တိတ်ချောက်ကိုရွေးလိချင်တာဘာဖြစ်လို့လဲဆိုတော့ certificate ရှိပြီးတော့တိတ်ပြီးတော့ market ထဲမှာ fit တယ်မဖြစ်တဲ့ professional တွေလည်းအများကြီးရှိတယ်ဟုတ်လားဒါကတော့ဘယ်သူမှတည်ပြီးတော့ပြောရတာမဟုတ်ဘူးအဲ့အတွက်ကြောင့်မို့လို့ကိုယ့်ရဲ့ skill ကကိုယ့်ဘာ skill တွေတာနေ communication skill ဆိုတာဘာတွေ develop လုပ်ရမှာလဲအဲ့ skill တွေကိုအဓိကဖြည့်တာဒါပေမဲ့ certificate တွေကအမလိုဘူးလားဆိုတော့အတိုင်းတာတူတူလိုပဲ အဲ့အတွက်ကြောင့်မို့လို့ basket တွေဖြည့်ထားရမယ် language skills တွေလာဒါပေါ် scholarship ရှောက်ဖို့အတွက်တခြားဘာတွေပြင်ဆင်ထားရမလဲပေါ့နော်အဲနောက်ပြီး volunteer တွေလုပ်ထားမှလားငါ scholar ရှောက်တော့မယ်ဆိုလို့ရှိရင်ငါဘာရေဆုံးပြင်ဆင်ရမှာလဲ volunteer အတွက်လာဒါပေါ်လေ language ကလည်းလိုတယ် volunteer extra curricular activities တွေလည်းလိုတယ်အဲ့တော့ market ထဲမှာဘာတွေရှိလဲအများကြီးပဲအမှ University of People Coursera Udemy နောက်ထပ်အများကြီးရှိသေးတယ်အဲ့ဒါတွေကို share certificate အသေးလေးတွေလာ IT စိတ်ဝင်စားတယ်လား CS လား computer science လား business လားဒါတွေအများကြီးတော့ပြင်ဆင်ထားလို့ရတယ်ပေါ့နော်အဲ့တော့အချိန်လေးကိုပို့သုံးရအောင်မယ်ဘာလို့လဲဆိုတော့မြန်မာ passport မြန်မာလူမျိုးမြန်မာចောင်းသားတွေအတွက်က restriction တွေကနိုင်ငံတိုင်းမှာနည်းနည်းလေးတော့ကျက်လာတယ်ဟုတ်လားရှေ့ဒီမှာဆိုမလေးရှားမှာဟာပတ်စံမလဲပေးတာတွေတရင်နေကြတယ်မြန်မာတွေဆိုလို့ရှိရင်ထိုင်းမှာဆိုလည်းဒီလိုပဲ education visa တွေကျက်လာတယ်အခု US ဟာပြီးနောက်ထပ်ဘယ်နိုင်ငံတွေလာအောင်မယ်ဆိုတာမသိဘူးဒါပေမဲ့ကိုကိုကိုအကောင်းဆုံးပြင်ဆင်ထားခြင်းဟာ ဟိုအများနဲ့ရှင်လိုက်တယ်တခြားလူမျိုးတွေရှင်လိုက်တဲ့ခါမှာကို့အတွက်ဘာလုပ်ရင်အကောင်းဆုံးဖြစ်မလဲဆိုတာစဉ်းစားထားတင်တယ်ပေါ့နော်အဲ့အဲ့ဒါလေးတွေကိုပြင်ဆင်ချက်နေပေါ့အဲ့တော့ကို့မလိုလားလို့ကို့ဘန်လုပ်လိုက်တယ်ဟုတ်တယ်ဆက်ဆက်ချင်းမှာကလေးတွေဝန်းနေကြတယ်ဟာဟိုတချို့ရေဆိုဟာအုံမူဖြစ်လိုက်တယ်လို့ဘာလို့ဒီတင်းကြတယ်ဒါပေမဲ့ပုံမူပြီးအချိန်တိုင်းတာတခုထိအုံမူပြီးတော့လို့ရှိရင်တော့ you start again a new day has come ပေါ့နော်ကို့အတွက်အနေနဲ့တနေ့ကိုတော့ဖန်တီးပါ plan လုပ်ပါ organize လုပ်ပါမလိုတာတွေကိုဖြုတ်ပါလို့ပြောချင်ပါတယ်အဲ့တော့အခု၃မိန့်ဖွင့်ပြနေတယ်မှာဆိုရင်ဟလာ financial restriction ရှိတဲ့ကျောင်းသားတွေအတွက်ကိုပေါ့နော်ဟိုပတ်စံ limited ဖြစ်တဲ့မိသားစုအတွက်ကလည်းအခု scholarship pathway တွေပြောတယ်ပတ်စံရှိပြီးတော့ဘယ်နိုင်ငံတွေသွားမယ်ဆိုတဲ့အပိုင်းတွေကိုလည်းပြောထားတယ်နောက်ပြီးတော့ US မှာ US ဆိုရင်လည်းဘယ် pathway တွေလဲတော့ပြောထားတယ်ပေါ့နော်နောက်ပြီးတော့ English ကဒါဟို Chapin Group ဒီ video ကိုကြည့်လို့ရှိရင်တော့ ိုကိုယ့်အတွက် motivation လေးပဲတစ်ခုရရစိတ်ကူမတစ်ခုပဲရရတွေးချင်တစ်ခုပဲရရဟိုအကျိုးရှိမယ်လို့တော့ထင်ပါတယ်အားလုံးပဲပေါ့နော်ဆိုတော့နောက်တော့ဗမေးစရာပါဆွေးနွေးကြကြတယ်လေอืม Okay ရှင်ဒီချက်အခုပေါ့နော်ဒီနောက်ဆုံးအနေနဲ့ဒီညီမမေးချင်တာလေးကကြတော့ဟိုဒီ financially restrict ဖြစ်နေတဲ့ဒီကြောင်းသားနဲ့မိဘတွေပဲဖြစ်ဖြစ်အော်ဒီကိုယ့်ရဲ့ family ကပေါ့နော်ဒီ financially အရန်တောင်းလို့သွားရှင်တဲ့ကလေးတွေပဲဖြစ်ဖြစ်အပြီးတော့ဒီနိုင်ငံတကာ qualification ကိုဒီမြန်မာနိုင်ငံကနေပဲယူချင်တဲ့လူတွေပဲဖြစ်ဖြစ်ပေါ့နော်ဟိုသူတို့တွေအနေနဲ့ပေါ့နော်အဓိကကဟိုဘယ်လိုမျိုးအရာတွေကိုအဓိကထားပြီးတော့ဆုံးဖြတ်တဲ့လဲစဉ်းစားတဲ့လဲဆိုတဲ့ဟာလေးကိုဟိုနည်းနည်းတစ်ချက် tip လေးတွေပြပြပါအောင်ရှင်ဟုတ် Okay, okay. Oh, a good question. အဲ့ဒါလေးကမေးတဲ့နဲ့ဘာဖြစ်ဆိုလဲဟိုမိဘတွေနဲ့ consultation ယူလို့ရှိရင်မိဘတွေကလေတချို့ဟာတွေနားမလည်ဘူးသားသမီးတွေကလှုပ်ချင်လို့ peer pressure ပေါ့တငယ်ချင်းတွေကလှုပ်ချင်လို့ကျမသားကသွားကျင်လို့ဆိုတာမျိုးတွေများတယ်သူတို့တကယ်တမ်းမေးလို့ရှိရင်သူတို့မှ insight တိတ်မရှိဘူးတိတ်နားမလည်ဘူးပေါ့နော်မိဘတွေမှာပေါ့နော်ဆိုတော့အခုအကြံပေးချင်တာကဘာလဲဆိုရင်တချို့တွေကဘာမှမသိဘူးကထားလိုက်ပါတော့နော် for example ဘယ်နိုင်ငံသွားမလဲလည်းမသိဘူး လောလောဆယ်ယူသင့်တာလေးတွေပေါ့မှာ HND တွေယူတယ် Top Hat Bachelor's တွေယူတယ် UK ရဲ့ဘွဲတွေယူတယ်ကျွန်မဒါတွေကိုတေချာမိမာတွေရောတာသမီတွေရောတေချာလေးလာစီခြင်းတယ်ပေါ့နော်ဟိုပြောရင်တော့ဘယ်လိုပြောမလဲ market ထဲမှာနည်းနည်းလေးအခုချိန်မှာလေဟိုအဲ့လိုလိမ့်နေသူတွေလည်းများလာတာတွေကဟိုတစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ချိန်ပေါင်းများစွာခဏခဏတွေ့တယ်အဲ့တော့ကိုကကိုတကယ်ဒီအကြောင်းတစ်ကြောင်း atomic သူ့ reputation ကဘာလဲ market ထဲမှာငါတို့ HND ကိုအသိရဲ့လားငါတို့က HNC ကိုလုံးသိရဲ့လား အဲ့အဲ့ဒါတွေတိတ်ချလို့ဒီ HND တက်ပြီးပြေသွားမှလာ UK သွားမှလာဒါဆိုရင်တော့လုံးလိုက်တော့ဂျာမနီသွားမယ်ဆိုရင်တော့အဲ့ဒါကိုမလုပ်သိဘူးလို့ကျွန်မတခါလေးဒီကနေအကြံပေးချင်တယ်အဲ့ဒီအဲ့မိကုံကိုဘာလို့မေးလဲဆိုတာအမသိရဲ့ဘာလို့ဆိုအဲ့မိကုံခဏခဏ page မှာလာတယ်ဟုတ်တယ်နော်ပြောခါကြတော့ HND ကိုသွားမယ်သူက UK သွားမယ် US သွားမယ်ဘာညာတာတကဆို OK ပဲမဲ့ဂျာမနီသွားရင်အဆင်မပြေဘူးအဲ့အတွက်ကြောင့်မို့လို့ GED ကိုထားမယ်ဆိုလို့ရှိရင်လေ GED ကဘယ်နိုင်ငံတွေရတာလဲကိုအရင်စဉ်းစားသိချင်တယ်ဥပမာဆိုရင်ဂျာမနီဆိုရင် GED မရအောင် private လောက်ပဲရတယ်ပဲဟိုကျွန်တော် foundation မှာကျတော့ public ဘက်ကိုပဲတည်လာကြပြီဆိုလို့ရှိရင် private ကိုတိတ်ပြီးတော့အာမပေးတာပေါ့နော်ဆွဲခတ်ကျတော့ဟိုကိုတကယ်ကြီးတသမိအတွက်ဟိုဆယ်တန်းပြီးသွားလို့ပြင်မယ်ဘာညာဆိုလို့ရှိရင်တိတ်ချအဲ့ဒါလေးကိုကြည့်စေချင်တယ်ပေါ့နိုင်ငံလေးတစ်ခုလောက်အကျန်းရွေးပြီးရောမှာအဲ့ဒီမှာအဲ့ရဲ့ဟာနဲ့ပတ်သက်တဲ့ပေါ့နော် ဟိုကိုဗစ်နိုင်ငံသွားမှလည်းဆို education consultancy တွေနဲ့အရင်ဆွေးနွေးပြီးမှဂျားထဲမှာသင်တန်းကိုပြန်တက်တာမျိုးလုပ်စီချင်တာမဟုတ်ရင်သင်တန်းတက်ပြီးွားပြီးသင်တန်းကြီးတွေပေးပြီးမှဒါကြီးကမလို့တော့ဟိုသွားမဲ့နိုင်ငံကလက်မခံတာမျိုးဖြစ်မှာစိုးလို့အဲ့တော့အစင်းစင်းအဲ့လိုမျိုးလေးတွေကိုတရားလေးလာစီချင်တယ်ပေါ့နော်အဲ့တော့ language အရာရောအဲတခြားပြင်ဆင်တဲ့အရာရောဆိုလို့ရှိရင်အဲ့လိုမျိုးလေးစဉ်းစားတာပို့ပြီးတော့မှန်မယ်လို့တော့ထင်တယ်ကိုသွားမဲ့နိုင်ငံကိုအရင်ဟိုဟာဖြစ်စီချင်တာပေါ့အဲ့တော့အခုလောလောဆယ်မှာပြင်ထားတဲ့နာပါလဲဆိုလို့ရှိရင်လေ မနက်ကဘေးကွန်းတစ်ခုလာတယ်လေခလေးလေးနှစ်ယောက်ခုပေါ့နော်ဟိုဘက်မှာ high school ထားမယ်ဘာတွေသင်ရမလဲဘာညာမနက်လာမသိတခုဘေးကွန်းတက်လာအဲ့အခုပြောရမယ်ဆိုလို့ရှိရင်လေ12တန်းအနည်းဆုံးရှိအောင်တော့ပြင်ထားတဲ့မြန်မာပြည်ရဲ့12တန်း or IGCSE A level လောက်ထိပြင်ထားနိုင်ရင်တော့ပိုကောင်းတယ် A level ဆိုတော့နည်းနည်းလေးဟိုဟာပေါ့ ပတ်စံတွေလည်းပိုကုန်မယ်မိဘတွေအနေနဲ့ကဒါပေမဲ့ဟာမဟုတ်ဘူး11ကဈေးများတယ်ဆိုလဲ12တန်းလောက်ထိတော့အနည်းဆုံးလုပ်ထားတင်တယ်ဒါဆိုရင်ဂျာမနီလည်းရမယ်တခြားနိုင်ငံတွေတော်တော်များများလည်းရမယ်ဒါပေမဲ့12တန်းကိုမြန်မာပြည်ရဲ့12တန်းမှုတို့တချို့က foundation လိုက်ခိုင်းတဲ့ Japan University UK ဘက်တွေလည်းရှိတယ်နော်အဲ့တော့ကြောက်မလို့ဒါပေမဲ့12တန်းဟာ10တန်းထက်အများကြီးတာတယ်လို့10တန်းပဲရှိပြီး University second year third year ရှိထားတဲ့သူဆိုပိုကောင်းတယ်တချို့ကကျွန်မစီမှာလေဒီရက်တွေမှာအများတန်းဟိုအရှိန်တွေမှာလည်းတွေးလိုက်လို့ရှိရင်10တန်းပဲပြီးထားတယ်ကျန်တာဘာမှမလုပ်ဖြစ်တော့ဘူး10တန်းပဲပြီးတယ်ဘာမှမလုပ်ဖြစ်တော့ဘူးဖြစ်နေတာဖြစ်တဲ့အတွက်ကြောက်မလို့အ ਨੇ ဆုံးသားသမီးတွေကို12တန်းထိကိုရအောင်ထားထားပေးပါဒါမှမဟုတ်10တန်းပညာရေးနဲ့ပြီးထားတဲ့ကလေးတွေဆိုလည်း University လုံးလုံးမတက်တာမျိုးမဟုတ်ဘဲနဲ့ second year third year လောက်ဆိုရင် တကယ်အဲ့လမ်းချောင်းကြီးကဖြောင်းသွားလိမ့်မယ်လို့ယုံကြည်တယ်။တကယ်လည်းဖြောင်းနေတယ်။အဲ့12တန်း73တန်းပြီးထားတဲ့ကလေးတွေအပိုပြီး opportunities ပိုရတယ်။ပေါ့နော်။အဲ့တော့ဆယ်တန်း72တန်းမရှိရင် university ကိုနှစ်တန်းအဲနှစ်နှစ်သုံးနှစ်လောက်တက်ထားတာမျိုးပေါ့ဟုတ်လား။ first year မဟုတ်ဘူးနော် second year လောက်ထိတော့ပြီးအောင်တက်စီခြင်းနဲ့ transcript ပြီးယူထားစီခြင်းနဲ့အဲ့ဒါဆိုရင်တိတ်ခေါင်းမစားရတော့ပေါ့။ Yeah ။အဲ့တော့အခုတော့ဆွေးနွေးတာ video ရှင်းသွားမှာဆိုလို့ အဲသူတို့မိတဲ့မိကွန်းတွေအရင်ကောင်းတယ်အားလုံးအတွက်လည်းအဲတခုခုရလိမ့်မယ်လို့လည်းထင်တယ်အဲမေးချက်ရှိရဲဆိုလို့ရှိရင်လည်းချစ်ပီကီယိုဖောင်ဒေးရှင်းမှာလည်းချိန်မေးလာမိလို့ရတယ်ကြိုက်တဲ့မိကွန်းကြိုက်သူလာမိပါဒီအထဲမှာအကြောင်းသားတွေကိုကူညီဖို့ทีมตะคุณลงมา ready ရှိနေပါတယ် scholarship နဲ့ပတ်သက်ပြီးလို့ mentor လိုချင်တာပဲဖြစ်ဖြစ် hard time mentor မယူခြင်း service မယူခြင်းဆိုလဲနည်းနည်းလေးနာမည်မလားရရတဲ့ကိစ္စမရှိဘူး page မှာလည်း scholarship နဲ့ပတ်သက်တာလည်းအများအားတင်ပေးတယ်ပေါ့เนาะအဲ့လိုကြောင့်မဟုတ်လို့ အဖေ့ကိုလည်း like and follow လုပ်ထားပြပါလို့ပြောရနေဒီ video လေးအဆုံးတက်လိုက်ပါနဲ့ကျေးဇူးများကြီးတင်ပါတယ်အားလုံးပဲ fighting ပါ fighting ပါရှင် fighting ပါရှင် fighting ပါရှင်